သေးကြီးဥခန္တီကြားဘူးကြရလားကြားဘူးပါတော့ဗျာယသေးကြီးဥခန္တီဆိုတာနာမည်ကျော်တယ်မြန်မာနိုင်ငံနဲ့မကဘူးတကဘာလုံးကျော်ကြားတယ်အဲ့ဒီယသေးကြီးကယမဲစင်းမြို့ရဲ့အရှိဘက်ရွှေမြင်းတင်တောင်ဆိုတဲ့တောင် တောင်သွားပြီးတော့ဥစဉ်ဘဝပေါ့တရားတွေကျင့်ပါတယ်တရားတွေကျင့်တော့တရားတွေနောက်ပိုင်းပေါက်မြောက်သူကအောက်မိတယ်ငါတရားတော့ပေါက်ပြီ သာသနာပြုမယ်ဖရာတွေတဲမယ်ဖရာတွေပြင်မယ်ကြောင်းနေကြောင်းဟောင်းနေဇီဒီဟောင်းနေပြင်မယ်ဆောက်မယ်တစောင်းနေပြတ်တတ်ဒီဆောင်းနန်းနေလုပ်မယ်ဒါပေမဲ့လို့ဘုန်းကြီးဘဝနဲ့ဆိုတော့ဗတ်ဆန်ဒီကံရမကောင်းဘူးယသိဝင့်မယ်ဆိုပြီးတော့သူကဘုန်းကြီးဘဝနဲ့ယသိပြောင်းပြောင်းပြီးတော့မန္တလေးသာသနာပိုင်ဆရာတော်ကြီးစီလာပြီးတော့ တပည့်တော်သာသနာပြုမလို့ပါဖေ။မန္တလေးတောင်ကြီးတနေရမြေနေရအကြောင်းဆောက်ဖို့နေရာလေးပေးပါလို့တောင်းတဲ့။အဲ့တော့သာသနာပိုင်ဆရာကြီးကယသေးကြီးဥခန္တီခမရဘယ်လောက်စွန်းနေဆိုတာကျုပ်မသိဘူး။ခမရလည်းကျုပ်ကမြင်မှုတာမဟုတ်ဘူးမှသိရ။ခမရဘယ်ပေးနိုင်မလို့ခမရအစွန်းတက်တီပြသမ်းမှာဘယ်လောက်စွန်းနေလဲဆိုတာလက်တွေ့ပြသမ်းမှာလို့ပြောတဲ့။ ဆရာတော်ဘာကြည်ကျင်တာတော့ဘယ်လိုလက်တွေ့ကြည်ကျင်တာတော့လို့ယတိကြီးကမေးမေးတော့ကဲနှက်ဖြင်ကတန်ခါအပန်း900ဆုံးကတ်ခြင်းနဲ့ကျွေးနိုင်မှာမလားကျွေးနိုင်မှာလေဗျာဆရာတော်900မကဘူး1000ဆိုလေရပါပဲဗျာဆရာတော်နေရထိုင်ခြင်းရဲ့ဇွဲဇပွဲကုန်းတို့ပကံခွဲရောက်တို့ဒါပြင်းစင်ထားပါဗျာတပည့်တော်ကျွေးပါမယ် ကောင်းပြီဆိုပြီးတော့သာသနာပိုင်ဆရာတော်ကြီးကတန်ခါ900ပြင့်ထားဆရာတော်ကြီးတွေပြင့်ထားပြီးတော့ပကံခွဲရောက်ဒီသပွဲတွေပြင်ဆင်ထားညနေလည်းပဲမလာဘူးတဲ့လူတယောက်မှမလာဘူးတကယ်ဆိုညနေ4နာရီ5နာရီဆိုရင်ချမင်းချက်ဖို့လူတွေအဲပကံခွဲရောက်ဒီအိုးတွေခွက်တွေရောက်နေရမှာလူတယောက်မှမလာဘူးတဲ့ ဟာတို့တော့ခက်ပြီးနေတူတယ်ဟေးယတိကြီးကညာပြီးနေတူတယ်ဘယ်နည်းများလောရပါမလို့သူသွန်စားပြီးပြင်ထားတာပြန်ပိတ်မှထင်းနေလို့ဆိုခင်ဒီနောက်မှရောက်ရပဲဆိုပြီးတော့အတာနေခုလိုအချိန်ညလည်းပဲလူတယောက်မှမလာဘူးကိုနိုင်ဆယ်နိုင်ဆယ်တနိုင်ဆယ်နှစ်နိုင်တယောက်မှမလာဘူးခက်ပြီးသာသနာ့ဘယ်ဆိုလို့ဒီစိတ်ပြည့်တဲ့ ၄နာရီလောက်ထိုးမှရတိဥခန္ဒီကပရိစိန်ကြီးကနေပြီးတော့ကြီးစီလေးတီးရဝေဝေနဲ့ကြီးစီလေးတီးလိုက်တော့လူတွေလာကြတာတွေဗျာဟိုကသွန်အုပ်တအုပ်ဒီဟာတအုပ်ဒီဟာသွန်အုပ်နှစ်အုပ်နဲ့သွန်အုပ်ပေါင်းတထောင်ကျော်လာတဲ့နော်သွန်အုပ်ပေါင်းတထောင်ကျော်တန်ဃာကပင့်ထားတာ900ဆိုတော့ဘယ်နဲ့တော့ ပိုးနေတာဗောမဟုတ်လားမှန်ပါဘူးအေးဘေးရှိတဲ့လူတွေရောဘာတွေရောအကုန်စမ်းကြတောက်ကြရအဲ့တော့သာသနာ့ဘန်ဆတော်ကြီးကယတိကြီးတကိုးရှိတယ်ကွာအစွမ်းတတ္တိရှိတယ်ပေးမယ်ဆိုပြီးတော့အဲမန္တလေးတောင်ကြီးမြေတရားပေးလိုက်အဲ့ဒီကြောင်းဆောက်သူကနေပြီးတော့မန္တလေးတောင်ကစပြီးတော့စောင်းနန်းနေတန်စောင်းနန်းနေဖရာတွေပြင်းစောင်းနန်းနေဆောက် ။နောက်ရန်ကင်းတောင်၊စကိုင်းတောင်၊မင်းကုန်တောင်တောင်ဒီမဲ့လှဲ့ပါပြီးတော့အနီနာတော်ကဆဆောက်။နောက်ဟိုးကမန်ဆက်တော်တို့ဂျိုက်ကြီးတို့လည်းဆောက်။အဲ့ဒလူနဲ့ယတိကြီးဥခန္ဒီယတိကြီးဥခန္ဒီနဲ့နာမည်ကျော်တယ်။ကမာကရှိတဲ့ကုမ္ပဏီကြီးတွေကလည်းဥခန္ဒီလိုချင်တယ်ဆိုရင်သူပြားတွေအကျွေးရောင်းတယ်။တန်တိုင်နေဘီလန်မြေတွေအကျွေးရောင်းတယ်။သူယုံကြည်တာဟုတ် အလူနဲ့တနေ့ကြတော့သကိုင်းမက်ကဝချက်မင်းကြောင်းစတော်ကြီးစီယတေကြီးဥခန္ဒီကသွားတယ်ဟာဥခန္ဒီယတေကြီးဥခန္ဒီလာတယ်လာတယ်ဆိုတော့စတော်ကြီးကလည်းပဲသူ့အခန့်ကျွေးမွေးစကားသမီးတွေပြောတယ်အဲမင်းစားစရာတောက်စရာတွေကျွေးမွေးဥခန္ဒီခမတော်တော်နာမည်ကျော်တယ်ဒကမာလုံးကျော်တယ်ကျုပ်ကနားနဲ့တော့ကြားနေပြီမျက်စိနဲ့မြင်နေတာဗျာ ခမဘလောက်သွန်းနေဆိုတာကြုံမျက်စိနဲ့မြင်အောင်ပြသမ်းပါလို့ပြောတယ်နော်အစွမ်းတတ္တိပြသမ်းပါမျက်မြင်ဖြစ်အောင်ဆိုဆရာတော်တဏှာကြီးဆိုင်းဖြာလို့ပြောတယ်အာတဏှာကြီးဘာကြာတာမှန်းလို့ဆိုင်းမှန်ပြအဲ့တော့ယတိကြီးဥခန္ဒီကဖျားရှိသွားပြီးတော့ဗရီးစိတ်45မိနစ်ရှိတော့ထလာပြီးတော့ဆရာတော်တပီးတော့ဗရီးစိတ်ခဲ့ပြီဖျားလို့ပြောတယ်တဏှာကြီး ဥယျသိဟာခင်ဗျာစိတ်တယ်လို့ဒါပြောဘာမှထူအောင်ခင်ဗျာစိတ်လုံးလို့ဘာထူတုံးကဲဘာရတုံးဘာမှမရဘူးဆရာတော်တပည့်တော်ကတဏှာကြီးဆိုင်းမာလို့ပြောတယ်လေခု45မိနစ်ရှိသေးတာ35မိနစ်လေးတော့စောင်းမပေါ့ဖရာလို့ပြောတယ်เนาะမှန်ပါဗျာစောင်းဝင်စောင်းဝင်ဆိုတာစောင်းနောက်10မိနစ်လောက်ရှိတော့လူတယောက်ခေါင်းပေါင်းစားနဲ့ တိုက်ပုံအင်းကြီးနဲ့တောင်ရှိပစိုးနဲ့တကယ်ဘရင်သားကြီးမင်းကြီးမင်းသားကြီးကြားလို့လေဝစ်စားပြီးတော့လာတယ်အထုတ်တထုတ်လဲပါ ရသေးကြီးဥခန္တီလှူခြင်းလို့ပါဖျားဆိုပြီးတော့လှူတယ်သူကအထုတ်တထုတ်ဖြီးကြည့်လိုက်တော့ရွှေရင်းငါပေါင်းတရားနဲ့ရှစ်ပြားပါတယ်နော်မှန်ပါဘူးဒီရွှေရင်းငါတပြားတကြတာဆိုလို့ရှိရင်မဲဂုကင် ငါးသိန်းတော့တန်တယ်မဟုတ်လားမှန်ပါဗျာအေးအဲ့ဒါ तू ကသိန်းပေါင်း900ကျော်လောက်ရပလိုက်တာပေါ့ရလိုက်တော့ကဲဖျားတပီးတော့အစမန်ဒါပါပဲဆရာတော်တပီးတော့တခါတလေသာသနာပြုနေလက်ထက်ပတ်စံတပြားမှမရှိဘူးဗျာမရှိရင်ဖျားရှိသွားဗရီးစိတ်လိုက်တယ်ဆိုလိုချင်တာအကုန်ရဗျာကဲဦးဦးရတဲ့ ခမားကလက်တွေ့ပြတာကျုပ်ကလည်းလက်တွေ့ပြပါမယ်ဗျာဆိုပြီးတော့အဲဝချက်မင်းကြောင်းစတော်ကြီးကလည်းပဲတွားပြီးတော့ပရိစိတ်ပြန်ဟောခမားလို့ပေါ့ဗျာတဏှာကြီးဆိုင်မျိုးလို့ပြောတယ်အဲသူကလည်းပဲပရိစိတ်45မိနစ်ရှိတော့ဆလာကဲခမားလို့ပဲ15မိနစ်ဆိုင်များလို့ဝချက်မင်းကြောင်းစတော်ကြီး သိပြီးတော့လာအဲ့လိုနဲ့သူကလည်းပဲ15မိနစ်လောက်မထိုးခင်မှာပဲလူနှစ်ယောက်ဘာလို့လဲညဖက်အခွာတော့ပေါ့လူညဖက်စာလောက်အထုပ်ကြီးတထုပ်အကြီးကြီးပေါ့အဲ့ဒီအရာမအထုပ်ကြီးကိုလူနှစ်ယောက်တဘိုးနဲ့ရှစ်တယောက်နောက်တယောက်ထမ်းပြီးတော့မနိုင်တနိုင်နဲ့ထမ်းကြလာဝချက်မင်းကြောင်းဆရာကြီးလှူခြင်းလို့ပါဖျားဆိုပြီးတော့အဲ့ဒီအထုပ်ကြီးမပြီးတော့လှူသွားလာ ဖြည်းကြည့်လိုက်တော့သင်္ကန်းအစုံပေါင်း180နဲ့နော်မှန်ပါဗျာအဲကဲဗျာကျုပ်လည်းပဲစွန့်ပါလေဗျာဒါရယ်ခမဘာပရိစိတ်တာတော့ပြောသားမှာဗျာတပည့်တော်စိတ်နာကအရဟံဗဟိအန္တာဇေယံသူဂတံအမိတံဝိရဇံလာလိတံအတုလံ စရဏံတိဘုမတမံယမကံဒုက္ခတံတရဏံဘနမာမိဇိနံဒီဂါထာလေးစိတ်တာဗျာလို့ဟာကျုပ်လည်းအဲ့ဒီဂါထာပဲစိတ်တာလို့ပြောတယ်နော်မှန်ပါဗျာယေတိကြီးဥက္ခန္တီကလည်းဒီဂါထာပဲဝချက်မင်းကြောင်းဆရာတော်ကလည်းဒီဂါထာပဲလူကျင်နာရတဲ့အိဿာတယဒနာတိတိဂါထာတဲ့ဒီဂါထာ ဒီကာရာစိတ်မဲ့ဆိုရင်ကုတရားနာပရိဒအပေါင်းသူတော်ကောင်းတို့လည်းလူကျင်သာရပေါ့ဗျာလူကျင်သာရရင်သဘောကျတယ်မဟုတ်လားကျပါတယ်ဗျာကျလို့ရှိရင်စိတ်ပေါ့သူတို့ကတော့တရားရှစ်ခေါက်စိတ်တဲ့အတိတ်ပဲပေါ့တရားနဲ့ရှင်းပြရွှေရင်းကရတရားနဲ့ရှစ်စုံအဲသင်္ကန်းအစုံပေါင်းရနော်အဲ့လောက်မလူကျင်မှုဆိုရင်လည်းနည်းပြီးတော့စိတ်တာပေါ့ သူ့ရဲ့လူကျင်နဲ့များလူကျင်နဲ့များပြီးတော့စိတ်ကြပေါ့နော်မှန်ပါဗျာဟေးအဲ့ဒါဓနသိတိဂါထာလို့ခေါ်တယ်တစ်ခေါက်ဆိုကြသမ်းပါဦးအရဟံဘိဟိအန္တာဇယံသူကရတံအရဟံဘိဟိအန္တာဇယံသူကတံ အမိတံဝိရဇံလလိတံအတုလံအမိတံဝိရဇံလလိတံအတုလံသရဏံတိဘဝပါတမံယမကံသရဏံတိဘဝပါတမံယမကံဒုက္ခတံတရဏံပဏမာမိဇိနံဒုက္ခတံတရဏံပဏမာမိဇိနံဤဒေဂါထာ ရေပြီးတော့ပရိစေပြီးတော့နတ်ဒီပါရီလည်းအမျှဝေးရတယ်နော်ဤနာရှိတဲ့ပုဂ္ဂိုလ်ဒီအမျှဝေးနောက်ပိုင်းကျတော့နတ်ဒီကစောင်းလျှောက်တဲ့သဘောပါပဲအဲကုဏ္ဏနောကသာသနာပိုင်းစရောကြီးစီသွားပြီးတော့ဥခန္တီသွားပရိစေတော့လည်းပဲလူတယောက်မှမလာဘူးထမင်းချက်တဲ့ပြုတ်တဲ့လူတွေတယောက်မှမရှိဘူးဆံအဲဈေးဝယ်တဲ့လူတွေလည်းမရှိဘူးဒါပေမဲ့လို့ မနေ့ကင်းသွုံးအုပ်ပေါင်းတထောင်ကျော်ပို့တယ်ဆိုတာလူတွေဟုတ်ချင်မှဟုတ်မှာပေါ့နော်အေးနတ်ဒီလူအောင်ဆောင်လာတာဒါမှမဟုတ်လူတွေကိုပူပြီးတော့လာတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့ခုနကရွှေရင်းကားပြားတရားနဲ့ရှင်းပြလာပြီးတော့ပေးတဲ့ပုဂ္ဂိုလ်ကလည်းလူဟုတ်ချင်မှဟုတ်မှာဟုတ်ကလားမှန်ပါအေးအဲ့ဒါလို့နောက်ပိုင်းကြတော့ ုသိုလ်ကောင်းမှုပြုပရိစေပြီးတော့အမျှဝေတယ်ဆို နတ်တရားစောင့်ရှောက်ပါတယ်နတ်တရားစောင့်ရှောက်တယ်တဲ့အဲ့ဒါလိုစောင့်ရှောက်အောင်နေခြင်းနေခြင်းပရိစေသာသနာတော်ဆောင်နတ်တီအမျှဝေလူတဲ့အိဆာတရားဒနာတိတိဂါရာအတိုင်းတိတိပေါက်ကြပါသည်ဗျာစိတ်ကြမလားဟေးစိတ်မှာပါဗျာဒီစိတ်မှာနော် မစိတ်ပဲနဲ့ဆရာတော်ကနေပြီးတော့မင်းတို့ကောင်းနေရစေရပါမလားမရပါဗျာဘယ်ရမှာတော့ဟုတ်လားမရဘူးအဲ့ဒီနေစဉ်နေစဉ်အာတိဝနာပစ္စည်းလို့ခေါ်တယ်နေစဉ်နေစဉ်လုံးတော့မှအာတိဝနာပစ္စည်းတအာတိဝနာပစ္စည်းတံပြီးတော့နတ်တီကအတိအမှန်ပြုလာမှာ လုပ်ငန်းကင်ကအောင်တယ်တဲ့လွယ်တယ်နော်လွယ်တယ်